အားလုံးပဲမင်္ဂလာပါ The Goddess Tarot မှပြန်လည်ကြိုဆိုပါတယ်အဲဒီဗီဒီယိုလေးကိုအဓိကကတော့ဒီ TikTok ကသူတွေရဲ့နောက်ပြီး YouTube ကလူတွေရဲ့အတွက်ကိုဒါ Music Page ကိုမသိတဲ့သူတွေအတွက်ပေါ့နော်အမ်ဒီဗီဒီယိုလေးကိုယူရပြီးတော့လုပ်ဖြစ်တာပါအဲဒီဗီဒီယိုလေးကကြတော့အပျော်တင်တဲ့ဗီဒီယိုမဟုတ်ဘူးအဓိကကတော့ဒီဗီဒီယိုကဟိုတနေ့က Facebook မှာတင်ခဲ့တဲ့ post နဲ့ပတ်သက်ပြီးတော့ဗီဒီယိုပုံစံမျိုးမျိုးစုပြန်လုပ်ပေးတာဖြစ်ပါတယ် in case ပေါ့နော်ဒါမျိုးဆိုရဲ Facebook ကိုမသိတဲ့သူတွေ အဲ TikTok မှာပဲ follow လုပ်ထားတဲ့သူတွေ YouTube မှာပဲဒါမျိုးဆို subscribe လုပ်ထားတဲ့သူတွေအတွက်ကို knowledge လေးတစ်ခုခုရဖို့အတွက်ရည်ရွယ်ပြီးတော့မျိုးဆိုလုပ်ပေးတာဖြစ်ပါတယ်။အားလုံးလည်းသိကြမှာပါ။အခုတလောမှာအားလုံးရဲ့စိတ်တွေထဲမှာပေါ့နော်ဒီဖြစ်ခဲ့တဲ့ငလျင်တဘာဝဘေးရဲ့နေရာကြီးနဲ့ပတ်သက်ပြီးတော့တော်တော်လေးဝမ်းနဲ့ကြေကွဲစရာကောင်းတဲ့အဖြစ်အပျက်တွေမြန်မာပြည်မှာဖြစ်တယ်ပေါ့နော်။အဲ့တော့တည်င်းနေကိုနေ့တိုင်း Facebook မှာပဲဖြစ်ဖြစ်เนาะတခြားသော social media တွေမှာပဲဖြစ်ဖြစ်ကိုကြည့်ရတဲ့အချိန်မှာ ကိုယ်စိတ်ထဲမှာဝမ်းနည်းမှုတွေနာကျင်မှုတွေသူတစ်ဖြစ်ပေါ့နော်အဝေးမှာနေတဲ့သူတွေနောက်ဆိုရှယ်မီဒီယာကိုနေတိုင်းကြည့်နေရတဲ့သူတွေအတွက်ဘလို့စိတ်တွေပါဖြစ်လာလဲဆိုရင်ငါဘာမှလုပ်မပေးနိုင်ပါလားနော်ငါဘာမှလည်းအသုံးမချတဲ့လူပါလားဆိုတာမျိုးတွေခံစားလာရတာမျိုးတွေအဲ့တော့ survivor guilt ပေါ့နော်အဓိကတော့ဒီ survivor guilt ဖြစ်တာမျိုးတွေအဲ့တော့လူတိုင်းရဲ့စိတ်တွေထဲမှာဒါအရင်ကို sensitive ဖြစ်နေကြတယ်နာကျင်နေကြတယ်အဲ့တော့သတင်းတွေကိုနေတိုင်းကြည့်တဲ့အချိန်မှာလဲကိုယ်စိတ်နဲ့မတွေ့တာနဲ့ အာချက်ချင်းပေါ့နော်ဝင်ဆဲခြင်းစိတ်တွေပောက်တာမျိုးတွေဒေါသတွေထွက်တာမျိုးတွေစိတ်မရှိတာမျိုးတွေနောက်ပြီးတော့ Facebook ပေါ်မှာလည်းသတင်းတွေကအများကြီးပဲပေါ့နော်အဲတကယ် information အပြင်ဒါတချို့ဟာတွေကလည်းသတင်းအလွဲတွေရှိတယ်တချို့ဟာတွေကြတော့လည်း attention seek လုပ်တဲ့ဒီလူတွေရှိတယ်အဲ့တော့အမျိုးစုံရှိနေတော့ကိုကဒါတွေကိုကြည့်တဲ့အချိန်မှာအာဒေါသတွေထွက်လာတယ်တခါလေကြာလို့ရှိရင်စိတ်မရှိဖြစ်လာတယ်ဝမ်းနည်းလာတယ်ဆိုတော့ကိုယ်မှရှိနေတဲ့ဒီ survival guilt တွေနောက်ဝမ်းနည်းမှုတွေပေါ်မှာထပ်ဆောင်းပြီးတော့ negative တွေအများဖြစ်လာတယ် အဲ့တော့ဒီ negative တွေဖြစ်လာတဲ့ဟာကကိုယ့် energy တခုတည်းမဟုတ်ဘူးအဲ့ဒါကိုမျိုးစုတရားနေပြီးတော့ပြောချင်တာနော်လူတွေရဲ့ energy ကကူးစက်မှုရှိတယ် direct နဲ့နဲ့ချင်းဆိုင်ထိတွေ့ပြီးတော့ပြောဆိုဆက်ဆံနေတာမဟုတ်ရင်တော့မှ Facebook ပေါ်မှာ interactions တွေနောက်တစ်ခုကကြတော့ကြားတဲ့သတင်းတွေ words တွေနောက်ပြီးတော့ words တွေအားမှာတစင်အတွေးတွေဖြစ်တာနော်ဒီစကားတွေကိုမြင်တဲ့အခါမှာကိုယ့်ရဲ့အတွေးတွေဖြစ်လာတယ်ဒေါသတွေထွက်လာတယ်အဲ့ဒါတွေအကုန်လုံးက energy တွေကြီးပဲဆိုတော့ဒီမြင်တွေ့နေရတဲ့သတင်းတွေအကုန်လုံးကမြင်တွေ့နေရတဲ့ ဒီလူတွေရဲ့ energy က stimulate ဖြစ်တာပေါ့နော်ကိုယ့်ရဲ့ energy နဲ့ပေါင်းပြီးတော့အဲ့တော့အဲ့ဒီအရာတွေကိုဘယ်လို protect လုပ်မလဲဆိုတာကို အဓိကမျိုးစုပြောချင်တာ post လေးကတော့မျိုးစုရေးထားတယ်။မသိသေးတဲ့သူတွေရောမျိုးစုရဲ့ page ကိုသွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်။အဲ Facebook မှာလည်းအခုတလောမှာမျိုးစုဘာမှလည်းမတင်ပြဘူး။အဲဘာဖြစ်လို့လဲဆိုတော့လူတွေကလည်းစိတ်နဲ့မတွေ့မတွေ့တဲ့လူမျိုးဟိုဆဲမယ်ဆိုတာကြီးပဲဖြစ်နေတဲ့အခါကျတော့ဒါအရန်ကိုတတိထားရတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုမျိုးစု TikTok တို့ဒီ YouTube တို့အတွက်ပဲရည်ရွယ်ပြီးတော့ကိုလုတ်ဖြစ်တာပေါ့နော်။အဲ့တော့ anyway ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့အဲမတိသေးတဲ့သူတွေတွားပြီးတော့အဲ့ post လေးကိုဖတ်ကြည့်လို့ရတယ်ဒီမှာကတော့ဒါမျိုးစုပါဇက်ကနေပဲရှင်းပြပေးမယ်เนาะ ားတော့မတည်သေးတဲ့သူတွေအတွက်အဲ့တော့လူတွေရဲ့ energy ကိုယ့်စီကိုမကူးလာအောင်ဘယ်လိုမျိုး protect လုပ်ရမလဲဆိုတော့ easy step လေးတွေကိုမြစ်စုဒီမှာမျှဝေပေးမယ်အားလုံးเนาะဒီ step လေးတွေအကုန်လုံးကမြစ်စုကိုယ်တိုင်ကုတလောမှာကျင့်သုံးလိုက်နာပြီးတော့လုပ်နေတာဖြစ်တယ်အဲ့တော့ဒီ step တွေအကုန်လုံးဟာအခုလိုမျိုး crisis ဖြစ်လာတဲ့အချိန်ရမှာမဟုတ်ဘူးပုံမှန်အားဖြင့်လည်းမကြာခဏလှုပ်ပေးခြင်းအပြင်ကိုယ့်ရဲ့ energy ကို cleansing ဖြစ်စေတယ်ကိုယ့်ရဲ့ vibration ကိုမြင့်စေတယ်အဲ့တော့နောက်ပိုင်းမှာလည်းဆက်ပြီးတော့ဒါကိုယ့်အနေနဲ့ကျင့်သုံးလို့ရတယ်ပေါ့နော် တော့နံပါတ်1အနေနဲ့ကကြတော့အာ Himalaya bath salt เนาะအဲ့တော့ Himalaya bath salt ကတော့အကောင်းဆုံးပဲအဲ့တော့ Himalaya bath salt ဆိုတာဘယ်လိုမျိုးလဲဆိုရင်ဒီလိုမျိုးပေါ့เนาะအဲ့တော့ Himalaya bath salt ကဒီလိုမျိုးအစီအစီပုံစံလေးနဲ့လည်းရှိတယ်နောက် ပြီးတော့အမှုတ်ကျိတ်ထားနေလည်းရှိတယ်အဲ့တော့အဲ့ဒီ Himalaya bath salt ကိုအိမ်ရရေပုံထဲမှာ table spoon ဆိုတာ zone steam zone အကြီးပေါ့เนาะနှစ်စွန်းလောက်ကော်ပြီးတော့ထည့်ထားလိုက်ပြီးရင်စားပြောအောင်ခဏလေး10မိနစ်လောက် ဒါမှမဟုတ်မိနစ်အနည်းငယ်ထားပြီးသွားလို့ရှိရင်ခေါင်းကနေပြီးတော့ဘုံလိုက်ကိုလောင်းချလို့ရတယ်အဲ့တော့ဒါရှာဝါနဲ့မချိုးခင်မှာအရင်ဆုံးလုပ်ရမယ့် step ကအဲ့ဒီ Himalaya soap ကိုခေါင်းကနေပြီးတော့လောင်းချပြီးတော့လောင်းချတဲ့အချိန်မှာလဲကိုဒီလိုမျိုးအပေါ်ကနေအောက်ကိုတက်ချပြီးတော့ခန္ဓာကိုယ်မှာရှိနေတဲ့အညစ်အကြေးတွေကိုယ်စီကနေအကုန်ထွက်သွားတကယ်တော့ကိုကမြင်ရောက်တာမျိုးเนาะတခါတည်းလုတ်ပြီးပိုကောင်းတယ်နောက်ပြီးတော့ဗဇက်ကနေပြီးတော့ပြောလို့ရတယ် I banish all the negative energies from my body aura and soul เนาะအဲ့တော့မြန်မာလိုပြောလို့ရလားဆိုရင်လည်းအဲမြန်မာလိုပြောလို့တော့ရတယ်ပေါ့เนาะဒါပေမဲ့ဆိုတော့အမ်ဒီလိုမျိုး banish ဆိုတဲ့စကားလုံးကိုပို့သုံးချင်တာเนาะအဲ့တော့ banish လုတ်လိုက်တယ်ပေါ့ခန္ဓာကိုယ်ကနေပြီးတော့ဆိုပြီးတော့တခါတည်းဒီအမိန်ပေးတဲ့သဘောမျိုးပေါ့เนาะဆိုတော့ words တွေမှာ power ရှိတယ်အဲ့တော့တခါတည်းအဲ့ဒီလိုမျိုးပြောပြီးတော့ခန္ဓာကိုယ်ကိုတတ်ချပေါ့เนาะအဲ့ဒါကနံပါတ်1အနေနဲ့ cleansing လုပ်တဲ့ step အဲ့ ဲ့တော့၅ခုလုံးလုပ်ဝင်လည်းရတယ်ဒါမှမဟုတ်လို့ရှင်လည်းတစ်ခုချင်းစီအဆင်ပြေတယ်လို့မျိုးလုပ်ဝင်လည်းရတယ်အဲ့တော့ဒုတိယ step အနေနဲ့ကကြတော့ shower ရေပန်းနဲ့ချိုးတဲ့သူတွေเนาะရေပုံးနဲ့ချိုးတဲ့သူတွေလည်းရေပုံးကိုဒီလိုမျိုးရေခွက်နဲ့ချိုးချိုးနေတဲ့အချိန်မှာကိုယ်ကမြင်အောင်လို့ရတယ်ဒီလောင်းချလိုက်တဲ့ရေတွေအကုန်လုံးကိုအလင်းတန်းနေလို့မျိုးပေါ့နော်တကိုယ်လုံးကိုစင်ကြယ်အောင်တန့်စင်ပေးနေတကယ်ဆိုကိုကမျက်စိမှိတ်ပြီးတော့ခံစားပြီးတော့လောင်းချရမှာ เนาะတကယ်လို့ shower နဲ့ချိုးလို့ရှိရင်ဒီ shower ပေါ့ဒီ spiritual shower လို့ခေါ်တယ်เนาะဒီ shower head ကနေထွက်လာတဲ့ရေပန်းတွေအကုန်လုံးကကိုလုံးဝကိုဟို မကောင်းတဲ့ energy တွေအကုန်လုံးကိုဒီကဲဟိုမိုးရွာချတယ်လို့မျိုး cleansing အကုန်လုံးကို wash away လုပ်တယ်ဆိုတဲ့ဟာမျိုးမျက်စိမှိတ်ပြီးတော့ imagine လုပ်ပြီးတော့တခါတည်းဟို ခန္ဓာကိုယ်ကနေပေါ့နော်ဒီမကောင်းတဲ့ညစ်ကြေးတွေအကုန်လုံးရေစီးနဲ့ပါသွားပြီဆိုပြီးတော့ကိုက imagine လုပ်လို့ရတယ်ကိုကြည့်ထားတဲ့ဒီ post တွေပုံရိပ်တွေကိုယ့်ရဲ့ဒေါသတွေရေစီးနဲ့ပါသွားတယ်လို့မြင်အောင်လုပ်ရတယ်နော်ဒါကတော့ဒုတိယ step ပေါ့အဲ့တော့တတိယအနေနဲ့ကြာတော့ဒါကတော့ကို social media ကိုကြည့်တိုင်းကြည့်တိုင်းမှာ ကိုကဘာလုပ်လို့ရလဲဆိုရင်ကိုနဲ့ screen နဲ့ကြားထဲမှာအလွှာတစ်ခုချားနေတယ်လို့မျိုးเนาะအဲ့ဒီအလွှာနေပြီးတော့ဒီလိုချားပြီးတော့ကိုကိုတကိုယ်လုံးအုပ်ထားတကယ်တော့เนาะမှန်တစ်ချက်တော့မဟုတ်မာကျော်တဲ့အလွှာတစ်ခုကကိုကိုအုပ်꿰ထားတယ်လို့မျိုးကိုကခံစားပြင်ရောင်ပြီးတော့ I avoid all the negativity energies from anything that I hear or see or anyone that I interact with today I am safe and protected in this bubble so ပြီးတော့ကိုကိုအဲ့လိုမျိုးဒီပြောရင်တော့ဒီ ဖန်လုံးတစ်ခုထဲမှာပေါ့နော်ဒီအကာထဲမှာကိုကလုံးဝရောက်နေတကယ်တော့ခန်းစားပြီးတော့ပါဇက်ကနေပြောပြီးမှ social media ကိုဆက်သုံးလို့ရတယ်အဲ့တော့ဖြစ်နိုင်ရင်တော့မသုံးတာအကောင်းဆုံးပဲ social media ကိုဒီရက်ပိုင်းမှာနော် Facebook တစ်ခုထဲမှာမဟုတ် negative ဖြစ်စေသော social media တွေဒါပေမဲ့လည်းအမ်ဒါမစ္စရိုလို page ရှိတဲ့သူတွေနောက် online မှာဈေးရောင်းရတဲ့လူတွေเนาะနောက်ပြီးတော့ online shop တွေလုပ်တဲ့လူတွေကြတော့မဖြစ်မနေသုံးရတာရှိရလေเนาะအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဝမ်းရေးရလဲရှိသေးတာကို လှူတဲ့အခါလဲလှူကြတယ်နောက်ပြီးတော့ one year အတွက်ပြန်ပြီးတော့ function လုပ်ရမယ့်လူတွေလည်းရှိတယ်လေနော်မြို့စုဆိုလို့ရှိရင်လည်းမြို့စုကဒီနိုင်ငံမှာဒီ business ကို register လုပ်ထားတာအဲ့တော့ဒီလုပ်ငန်းပဲလုပ်တဲ့အတွက်ကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ survival အတွက်ကတော့အလုပ်ကတော့လုပ်ရမှာပဲနော်အဲ့တော့မတုံးချင်ပေမဲ့လည်းမတုံးလို့ရလည်းမရဘူးအဲ့တော့မြို့စုဆိုရင်နေတိုင်းလုပ်ရတယ်အဲ့တော့ကြည်ကန်နေကြည်ကန်နေတိုင်းမှာအဲ့ဒါမျိုးလေးလုပ်ပေးပါနော်ဒါမှမဖြစ်မနေအသုံးပြရတဲ့သူတွေအဲ့တော့ ကိုကတကယ်လို့မတုံးလို့ရတယ်ဆိုရင်တော့မတုံးနဲ့ပေါ့နော်ဥမာမျိုးစုငွေချင်းကြောက်ဆိုလုံးဝမကြည့်ဘူးတဲ့ဒီရပိုင်းမှာနော်အဲ့လိုမျိုးပေါ့အဲ့တော့ဒါတော့ကိုနီးကိုဟန်နဲ့ကိုကကိုအဆင်ပြေသလိုရှောင်ရှားလို့ရတာပေါ့နော်ဒါပေမဲ့ရှောင်လို့မရလို့ရှိရင်တော့ကိုနာမျိုးစုပြောတဲ့ protection လေးလုပ်ပေးပါအဲ့ဒါကနံပါတ်3ချက်ဖြစ်တယ်နောက်ပြီးတော့နံပါတ်4ချက်ကကြတော့ citrus အနံ့ပါတဲ့ရနံ့လေးတွေနော် diffuser ထဲမှာထည့်ပြီးအခန်းထဲမှာရနံ့ပြန်အောင်သုံးတာတို့ room spray အနေနဲ့သုံးတာတို့ essential oils အနေနဲ့သုံးတာတို့အဲ့တော့ lemon တို့ bergamot တို့နောက်ပြီးတော့ citrus nuts ဆိုတော့ orange အနံ့တို့နော်အဲ့ဒါမျိုးလေးတွေကို ဖြန်းပေးပါသုံးပေးပါဘာဖြစ်လို့လဲဆိုတော့ citrus အနံ့က mood ကိုပြန်ပြီး uplift ဖြစ်စေတယ် သူက depression ဖြစ်နေပို့ပြီးတော့သူက up ဖြစ်သွားစေတာပေါ့เนาะအဲ့တော့အဲ့ဒါကခေါင်းကိုလည်းကြည်စေတယ်ဒါကြောင့်မလို့ citrus ဂျင်နတ်ပါတာလေးတွေများများသုံးပေးပါရေမွေးရအစားပေါ့เนาะရေမွေးနေနဲ့သုံးခြင်းနဲ့သုံးလို့ရတယ်နောက်ပြီးတော့ the last step အနေနဲ့အရင်အရေးကြီးဆုံးက don't take in any bullshit ဆိုတော့ don't take in any insult เนาะကိုယ်ကိုဘလိုင်းကြီးလာဆဲလို့ရှိရင်လည်း interact လုပ်စရာမလိုဘူးတန်းပြီးတော့ကိုယ်ကလည်း block လို့ရတယ်လို့မျိုး ို့အတွက်စိတ်အဆင်မပြေရင်လည်းဘသူ post ကိုမှလည်းကိုကကြည့်စရာမလိုဘူး unfollow လုပ်လို့ရတယ် unfriend လုပ်လို့ရတယ်တခါတည်းကိုကိုရဲ့ဒီ energy တဲကနေကို ဖြစ်နိုင်ရင်တော့ဝေးဝေးရနေထားတာအကောင်းဆုံးပဲ negative ဖြစ်တဲ့လူတွေ negative ဖြစ်တဲ့ energy တွေနော်အဲ့တော့တချို့တွေကဆိုလို့ရှိရင် blind ကြီးခါလဲမြင်တာနဲ့ဝင်ဆဲတာရှိရလေ။တော့မျိုးစုဆက်ဆက်ချင်းမှာတော့မျိုးစုအလှူအတွက်ကိုဒါ ပြောမယ်ဆိုရင်တော့ပစ္စည်းလေးရောင်းတော့တော့မှကိုယ်ဘလိုင်းကြီးတချို့လူဆိုကိုယ်ကို follow လုပ်ထားတဲ့လူတော်မရှိဘူးဝင်ပြီးတော့ဆဲကြတာပေါ့နော်အဲ့တော့အကုန်လုံးကို block တယ်အော်ဆို2025ကိုစပြီးတော့ဝင်ကြတဲ့ဟိုမျိုးစုကြေညာထားတာက bell bullshit ကိုမှမျိုးစု take in မလုပ်ဘူးဆိုပြီးကြေညာထားတာအဲ့တော့အခုလည်းအဲ့ဒီလိုမျိုးကိုယ့်ကိုဘလိုင်းကြီးလာပြီးတော့ပြောတဲ့လူတွေအကုန်လုံးမျိုးစုဘယ်သူမှ entertain မလုပ်ဘူးကိုကိုတိုင်းလည်း friend list ထဲမှာတချို့လူတွေကိုမျိုးစုဖြတ်တယ်အဲနောက်ပြီးတော့ unfollow လုပ်တယ်ကိုကတကူးတကသွားမရေးနေဘူး energy မပေးနေဘူး တော့မင်းဆိုလည်းတခြား terror readings video တွေရောရှိသမျှဒီတချို့ပေါ့နော် knowledge sharing video လေးတွေရောလုတ်ထားပြီးတော့ဘာတစ်ခုမှမင်းဆိုမတင်တော့တော့မင်းဆိုကိုယ်တိုင်ကလည်း social media ကိုဒီအပိုင်းမှာသုံးလဲမသုံးကျင်ဘူးကြည်လဲမကြည်ကျင်ဘူးဒါပေမဲ့လည်းကိုကအဲပြောရမယ်ဆိုရင်တော့ online ကနေပြီးတော့ဒါလောက်ရတာပေါ့နော် appointment ကအစအဲ့တော့မသုံးမဲနေရလဲနေလို့မရဘူးအဲ့တော့မင်းစုအတွက်ကကြတော့ဒီနီးလန်းနေကိုအမြဲတမ်းမင်းစုကလုတ်ပေးရတယ် အဲ့ဒါမှမျိုးစု energy ကခံနိုင်တာနော်မို့ဆိုလို့ရှိရင်မျိုးစုလည်းလူပဲနော်အနှွားဖြစ်တာပေါ့ဒါတွေမြင်မှာများနေတကယ်လေကိုယ်ကဘလိုင်းကြီးလာပြောရင်လည်းကိုယ်ကတအားတော်သားတွေထွက်လာတယ်ဘာလို့လဲဆိုတော့ဒါကိုယ်လည်းပုထုဇဉ်လူသားပဲနော်ဒီအချိန်မှာလူတိုင်းစိတ်အဆင်မပြေတာကိုယ်မှလည်းစိတ်အဆင်မပြေဖြစ်တယ်ဒါပေမဲ့ကိုယ် energy ရောသူများ energy ရောရောပြီးတော့ပိုးဆိုးတာပေါ့အဲ့တော့ဒီနည်းတွေကမျိုးစုတော်တော်အထောက်အကူပေးတယ်အကြောင်းမို့အားလုံးကိုလည်းအထောက်အကူလေးရအောင်မျိုးစု sharing လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ကိုယ် energy ကိုတက်နိုင်သလောက်ကာကွယ်ပါ protect လုပ်ပါကိုယ့်ရဲ့ energy ဒီထက်ပိုပြီးတော့မယိုင်နဲ့သွားဖို့ကအရေးကြီးပါတယ်နောက်ပြီးတော့အလုံးလုံးမှဝင်ငွေရမယ့်သူတွေလည်းဘလို့ပဲဖြစ်ဖြစ်မတုံးချင်ပေမဲ့လည်း social media မှာဒီလိုနီးလေးတွေတုံးချင်ရပြီးကိုယ့် energy ကိုကာကွယ်လုပ်လို့ရပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲအစအစအရာလည်းဘေးရန်ကြီးကင်းရှင်းကြပါစေเนาะမြို့စုတရားနေပြီးတော့ဆုတောင်းပေးပါတယ်